မင်္ဂလာပါခင်ဗျာဘာမီအင်္ဂလာပေးကကျွန်တော်ကတော့ကိုအေးဇက်ပဲဖြစ်ပါတယ်ဒီတစ်ခေါက်ဗီဒီယိုလေးอ่ะဆိုရင်ဖြည့် popping room နဲ့ကျွန်တော်တို့ rocking popping လေးနဲ့နှစ်မျိုးသွားပြီးတော့မျှထားတဲ့ဗီဒီယိုလေးဖြစ်ပါတယ်ကျွန်တော်တို့ငားများရသည်စလာပြီးဆိုတာနဲ့ကျွန်တော်တို့ပင်လယ်ဘက်မှာဆိုလို့ရှိရင်အဲဆောင်းအဝင်မှာဆိုရင်ကျွန်တော်တို့မြင်လေးတွေတက်တယ်ငားပေါက်လေးတွေတက်တယ်ပေါ့နော်အဲ့ဒီအချိန်မှာဆိုရင်ကျွန်တော်တို့ရေကြက်တွေပါတယ် လက်စတင်ပြီးတော့တက်လာပြီပေါ့နော်အဲရေချက်ပြတဲ့ညီကိုတွေကလည်းရေချက်သွားပြကြတယ်ကျွန်တော်တို့လိုငါပြတဲ့ညီကိုတွေကလည်းငါများကြတယ်ပေါ့နော်အဲကျွန်တော်တို့မြင်တက်လာပြီဆိုလို့ရှိရင်မြင်တဲ့အတူတူကျွန်တော်တို့ငအောင်ပေါက်တွေ GD တွေရနေပြီးတော့တစ်ဆင့်အဲကျွန်တော်တို့ဒီမြင်လေးတွေကိုလိုက်စားတယ်ငါအုပ်လေးတွေကိုလိုက်စားတယ်ပေါ့နော်ကျွန်တော်တို့ကအဲ့ဒီမြင်နေငါအုပ်တွေအဲ့လိုမျိုးတွေ့တဲ့အခါကျလို့ရှိရင်ကျွန်တော်တို့ကအဲ့အနာကိုဖိဖိချင်းသွားပြီးတော့အဲအဲ့လိုကစားရတာပေါ့နော်ဖိဖိချင်းသွားပြီးကျွန်တော်တို့အဲသူ ူရူအမြင်ငါပုံစံမျိုးလေးတွေအဲ့လိုကျွန်တော်အမွားပါတဲ့ကျွန်တော်တို့အဲ့လိုမျိုးဟိုအယုတ်ကလေးတွေနဲ့ပေါ့ငါတီတီလေးတွေနဲ့အဲ့ဒါမျိုးလေးနဲ့စော်ကစားပေးရတာပေါ့နော်ကျွန်တော်တို့အဓိကကတော့အုတ်ကို ငါအုတ်တို့အဲ့လိုမြင်အုတ်တို့เนาะအဲ့ဒါမျိုးတွေကို ကျွန်တော်တို့ကြကြပြီဆိုတာနဲ့ကိုအဲလူအားနှစ်ယောက်လောက်လည်းမရဘူးပေါ့เนาะသုံးယောက်လောက်လည်းမရဘူးပေါ့အဲ့လို၃၄၅ယောက်လောက်အ ਨੇ ဆုံးလေးထားပြီးတော့အဲဝိုင်းပြစ်မှသာအာပို့ပြီးတော့ဒါကဟိုငအုံးတို့ GD တို့ကနေပြီးတော့အဲငါးလေးတွေငါးပေါက်တွေဆိုပြီးတော့အုတ်ပေါက်တွေဆိုပြီးတော့အဲကောင်တွေကပို့ပြီးတော့အကိုက်ဂျမ်းနဲ့အလိုက်လဲဂျမ်းဝိုင်းပေါ့เนาะကျွန်တော်အဲ့လိုလေးများပေးရတာပါအဲဒါကတော့ကျွန်တော်တို့အခုစတင်ပြီးတော့ငမများတန်နေပြင်ဆင်ပြီးတော့ အဲအုပ်ရှာမယ်ပြီးရင်ကျွန်တော်တို့ပေါပင်းလူလည်းပြင်မယ်ကန်ဒီပေါပင်းအနေနဲ့လည်းလိုက်ပါအဲပစ်ထားတဲ့ဗီဒီယိုလေးတွေပဲဖြစ်ပါတယ်ခင်ဗျဒီဗီဒီယိုလေးอ่ะဆိုရင်ဖြည့်ကျွန်တော်တို့စတင်ထုတ်ခွာနေတဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ဗီဒီယိုလေးကိုလိုက်ပါကြည့်ရှုအားပေးကြပါအောင်လို့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ ဒါကတော့ကျွန်တော်တို့အရှိမသွားနေတဲ့ဒီလှေလေးတွေ ਆ ဆိုရင်ပြေအဲမြင့်အောင်ကြတဲ့အချိန်ငါအုပ်တက်တဲ့အချိန်နေဆိုလို့ချင်းသူတို့ကပိုက်တွေလိုက်ပိတ်တယ်ပေါ့နော်အဲတနည်းအားဖြင့်ကျွန်တော်တို့ဒီမှာခေါ်ကြတာကတော့ဒီတန်ငါလုပ်ငန်းကိုအဲကန်ဆွဲပိုက်လို့ဟိုပန်းဆွဲပိုက်လိုက်ချတယ်လို့တနည်းအားဖြင့်ခေါ်ကြတယ်ပေါ့နော် sí.

င်းနောက်မတွေ့ခိုက်တာဒါတော့လမ်းပါကဲခုဆိုရင်တော့ဒါကျွန်တော်တို့အဲကြောက်မောင်နှမနေပြီးတော့ကြောက်ဖားကြီးကိုဒိုးမယ်ကျွန်တော်တို့အခုဇေယျဒီပေါင်ပဲပေါက်သေးတယ်ပေါ့နော်အဲဒါကျွန်တော်တို့ဒီကန်ဒီပေါ်ပေါ်ပင်းလိုက်ပြတဲ့အနေထားလေးပေါ့ကဲတို့ဂျေဇူးတင်ပါတယ်ကျွန်တော်တို့ဆက်လက်ကြည့်ရှုအားပေးကြပါဦး ကျောက်ဖားကြီးပြီးသွားတော့ကျောက်ဖားလေးကိုလာပစ်တဲ့ဗီဒီယိုလေးပေါ့အဲခါတိုင်းဆိုလို့ရှိရင်ကျွန်တော်တို့ဒီနေရာမျိုးတွေကငါ့ကိုအရန်တက်ပါတယ်အဲမရောဘူးဆိုရင်တော့ကျွန်တော်တို့ဒီမှာတပိတ်တာနှစ်ပိတ်တာအကောင်ကြီးပဲအနိုင်ဆုံးကိုအဲရတယ်ပေါ့နော်အခုနောက်ပိုင်းကပြစ်တဲ့လူကအရန်များလာတယ်ကျွန်တော်တို့လူလေးတွေနဲ့သွားကြတယ်အဲအဲ rocking လဲပြစ်တဲ့လူအရန်များတယ်ပေါ့နော်ငါတွေကအသိမတက်တာလဲပါတယ်ရှားလဲရှားသွားတာလဲပါတယ်ပေါ့ကျွန်တော်တို့ဒီနေ့အဲကျွန်တော်တို့သွားတဲ့ရက်ကလုံးဝရက်ကောင်းနေပါ မြန်မာရက်ဆိုလို့ရှိရင်၄ရက်ဖြစ်တယ်ဗောနော်အဲရက်ကောင်းတွေကိုမှကျွန်တော်တို့သွားပြီးတော့အဲပြစ်တာတော့မှပဲကျွန်တော်တို့ငါကအဲအကိုက်ကိုလုံးဝကျဲပါတယ်ခင်ဗျအရင်လောက်ကိုအကိုက်တိတ်မရှိတော့တာဟုတ်ကျွန်တော်တို့တွေ့ရတဲ့တွေ့ရပါတယ်အဲအခုလို့ကျွန်တော်တို့ရဲ့ဗီဒီယိုလေးကိုအားပေးတဲ့တယောက်ချင်းစီတိုင်းလဲစိတ်ရောကိုပါရှင်လန်းချမ်းမြေ့ကြပါစေကျွန်တော်တို့ဗီဒီယိုလေးကိုပြီးတဲ့အထိအဲကြည့်ရှု ပြီးတော့အားပေးကြပါအောင်ခင်ဗျ Né? Olha o Mình sao kìa Đi vào mà về ျွန်တော်တို့အဲဒါကတော့နေကင်းတစ်ဖြက်ပြီးသွားတော့နေကင်းပိုင်းလေးကျွန်တော်တို့ဘိုက်စာလို့အဲလေပေါ်မှာပဲအဲအဲ့လိုထမင်းကြိုင်လေးပါလာတယ်ပေါ့နော်အဲထမင်းကြိုင်လေးနဲ့ကဟင်းနဲ့အတူတူကျွန်တော်တို့ဒါနေတစ်ပိုင်းမှာထမင်းစာလေးနားလိုက်တယ်ပေါ့အဲထမင်းစာနားပြီးကျွန်တော်တို့ဒီတဲဘူးကျုံဆိုတဲ့ဒီ rocking ပတ်ချာလေးကိုပဲကျွန်တော်တို့လိုက်ပါအဲပစ်ပစ်တယ်ပေါ့နော်ဒါပေမဲ့အဲကိုက်ကိုက်ကတော့လုံးဝကျဲတယ်ပေါ့နော်အဲ ကောင်တလီတောင်မရှိဘူးပေါ့နော်အဲအလိုလေးတော့ရှိပါတယ်အဲအရင်လိုမျိုးတော့ကျွန်တော်တို့ဟိုအကိုက်စိတ်တာတော့ဟိုတိတ်မတွေ့ရတော့ဘူးပေါ့အဲရက်ရက်တရားလည်းအရန်ကောင်းတယ်ကျွန်တော်တို့လာတာရက်လည်းကောင်းတယ်ရေလည်းကောင်းတယ်ပေါ့နော်အဲအဲလိုမျိုးလာတာတော့မှပဲအကိုက်ကအရန်ကျဲပါတယ်အဲဘတ်ဒါပေမဲ့လည်းကျွန်တော်တို့အဲညနေစောင်းလေးပေါ့နော် ကျွန်တော်တို့အဲ rocking ပြန်သွားလိုက်တယ်အဲ့ဒီအချိန်မှာကျွန်တော်တို့ကြားပိုက်ချတဲ့လူတွေလည်းမရှိတော့ဘူးပေါ့အဲ့ဒီအချိန်မှာကျွန်တော်တို့ဒီငါးအုပ်လေးတွေကိုပတ်ချရတယ်ပေါ့အဲငါးအုပ်လေးတွေကိုတွားတွေ့ရမြင်စားတဲ့ငါးအုပ်ကကျွန်တော်တို့အဲ GT တို့ငမင်းစင်းပေါက်တို့ကျွန်တော်ငခွေးတွေပါလေပေါ့နော်အဲကောင်တွေကကျွန်တော်တို့ဒီငါးပေါက်ကလေးတွေမြင်မြင်ဦးလေးတွေကိုလိုက်စားတော့ကျွန်တော်တို့အဲ့မှာသွားတွေ့တော့အဲ့ဒီမှာကျွန်တော်တို့ပြစ်လိုက်တာ ပြုတ်တာတော့တော်တော်များတယ်ပေါ့နော်ကျွန်တော်တို့မိပြီးတော့အဲမြင်သမားတွေလည်းမရှိတော့ဘူးပေါ့နော် ပြုတ်သွားတဲ့အကောင်ကအဲ၄၅ကောင်လောက်ကိုရှိတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့သူတို့တွေက၅ပေါက်ကလေးတွေကိုပဲစားတာဆိုတော့ကျွန်တော်တို့တတ်ထားတဲ့ဂျိတ်တရားနည်းနည်းကြီးတယ်ကျွန်တော်တို့ပါလာတဲ့အယုတ်တရားလည်းအနည်းငယ်ကြီးတယ်အဲအဲ့အချိန်မှာကျွန်တော်တို့ဒီဒီငားလေးတရားကြတော့အဲအုတ်ထဲမှာကအကောင်အကြီးအသေးပေါ့နော်အစိုက်အမိမရှိတယ်ကျွန်တော်တို့ကြီးတဲ့အကောင်ဆိုလို့ရှိရင်တော့ အထိတ်ကအထိတ်ထွက်ပိုင်ပြီးတော့ကျွန်တော်တို့အဲတခါတည်းတန်းပြီးတော့အဲမိတယ်ဗောနော်ကျွန်တော်တို့ဟိုသေးတဲ့အကောင်တွေကြတော့ကျွန်တော်တို့ဟိုအထိတ်ကအကြီးတော့ကျွန်တော်တို့အဲလွတ်တာများတယ်ဗောနော်အဲဒါကတော့ကျွန်တော်တို့ အဲဒါညနေပိုင်းလေးတစ်ဖြက်ပေါ့နော်အရိုကင်ပြန်သွားပြီးတော့ရရလာတဲ့ဒီဒါငားလေးပေါ့နော်ငားလေးလေး၄၅កောင်လောက်ကိုကျွန်တော်တို့အမှထက်ရလိုက်တယ်ပေါ့နော်ဟုတ်ကဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျကြီးစုအားပေးတဲ့အဲတယောက်ချင်းစီတိုင်းလဲစေရောကိုပါရှင်လန်းချမ်းမြေ့ကြပါစေကျွန်တော်ကတော့ဘာမီအင်္ဂလာကအကိုကြီးဇက်ပဲဖြစ်ပါတယ်ခင်ဗျတို့လေးကိုတွေ့ရအောင်လားနဲ့ဘာဖိတ်လို့ခေါ်ပြောစရာခေါင်းလုံးလုံးလုံး